ရှိ application ကိုတဲ့เนาะစလုပ်ခြင်းတဲ့ဘယ်လိုစလုပ်ရမလဲတဲ့မသိဘူးတဲ့เนาะဗီဒီယိုလေးလုပ်ပြပါလားဆိုလို့เนาะအရင်ဆုံးကျွန်တော်တို့ကဒီ Play Store ကနေပြီးတော့မှဒီမှာ Play Store မှာသွားပါသွားပြီးတော့မှเนาะ Play Store ထဲမှာအတူရှိတဲ့ software ကိုအရင် download လိုက်ပါเนาะရိုက်ရှာပြီးတော့မှဒီ software เนาะအတူရှိတဲ့ software ပါ ADOSH ရိုက်ရှာပြီးတော့မှ download လိုက်ပါเนาะ တောင်းပြီးွားရင်တော့ကျွန်တော် software တွေကိုဝင်လိုက်ပါ software တွေဝင်ပြီးွားရင်ကျွန်တော်တို့ဒီဒီလိုပုံလေးပေါ်လာမှာဖြစ်ပါတယ်เนาะကျွန်တော်ဘေးမြင့်ចောင်း၃ចောင်းကိုကျွန်တော်တစ်ချက်နှိပ်ပါကျွန်တော်တို့ register အကောင့်ဆိုတာကိုတစ်ချက်နှိပ်ပါဒီနေရာမှာ gmail ထည့်ရပါမယ်နော်အပေါ်ဆုံးပါနော် ကြည်မီထည့်တာပြန်ကျွန်တော်ကြည်မီတခုပေါ့။ဟိုကျွန်တော်ကြည်မီကိုချက်ကြည့်လိုက်ပါမယ်။ကြည်မီမှားနေပါဆိုလို့နော်။ဒီတာဒီမျိုးထဲပါထဲပြီးတော့မှ ဒီမှာနိုင်ငံနေရာမှာမြန်မာကိုကျွန်တော်ယူရပါမယ်မြန်မာနိုင်ငံကိုရှာပါမြန်မာဆိုတာတွေးပြီးတွေးရင်ကျွန်တော်ဒီဘက်ကကွန်ဖန်းဆိုတဲ့စာလေးကိုနှိပ် password ရေးရမယ် ပတ်ဆော့ပေးတဲ့ကဒီလိုမျိုးနော်ကနန်းနဲ့အင်္ဂလိပ်စလုံးနဲ့တွဲပြီးပေးပါပြီးရင်တော့ကျွန်တော်တို့ဒီအောက်မှာနော်ဒီအဝိုင်းနေရာလေးကိုအမှန်ချင်လေးတစ်ခုလုပ်ပါပြီးရင်ဒီမှာဂျီမေးကိုကုတ်တောင်းအောင်နော်ကျွန်တော်ဒီမှာအမှန်ချင်လေးချစ်လိုက်မယ်ပြီးရင်ဂျာ အပြောင်းအောင်စာတန်းလေးကိုနှိပ်လိုက်ပါမယ်။ဟောဒီမှာဒီလိုလေးပေါ်လာရင်ခဏစောင့်ပါ။ဒီဂျီမီကိုကုတ်လန်းတောက်มาဖြစ်ပါတယ်။ဟောဒါဆိုရင်ဒီဘက်များလေးကိုဒီအကွက်လေးထဲဝင်အောင်လို့တစ်ချက်ဆွဲပြီးပါ။ရပြီနော်အဲဂျီမီကိုကုတ်ကြလိမ့်မယ်ကျွန်တော်တို့ဂျီမီတွေကိုသွားပြီးတော့မှကုတ်ပို့ပြီးပါ ဒီမှာတော့ကုတ်ကြလာပါပြီ9844ပါနော်အဲဒါလိုဒီမှာကုတ်ကိုထည့်ပေးလိုက်မယ်9844 confirm ဆိုတော့နှိပ်ပေးလိုက်ပါဒီနေရာမှာတော့ကျွန်တော်ရဲ့ကုတ်ကလေးကိုထည့်ပေးပါဗျာနော်အဲတော့ hfg 736ဖြစ်ပါတယ် ာလုံးအကြီးတွေနဲ့ပဲရေးပြရပါမယ် h f g 7 3 6ပါเนาะအဲတော့စလုံးအကြီးလေးတွေနဲ့ရေးပေးပါเนาะတိချာလေးရေးပေးပါလို့เนาะ h f d 7 3 6ဖြစ်ပါတယ်เนาะဒီကျွန်တော် confirm ဆိုတော့နှိပ်ပါ ီလိုမျိုးဖြစ်နေရတဲ့ကျွန်တော်တစ်ချက်ပြန်ထွက်ကြည့်ပါအပြင်ကိုပြန်ထွက်လိုက်ပါကျွန်တော်တို့ account ဖွင့်ပြီးသွားရင်နော် login ဝင်ရပါမယ်ခုနကကျွန်တော် register လုပ်ခဲ့တဲ့ email နဲ့ password နဲ့ပြန်ဝင်ပါ ါဆိုရင်ကျွန်တော်အကောက်ဝင်သွားပြီเนาะဒီမှာအကောက်ဖွင့်ပြီးသွားတယ်လို့ကျွန်တော်တို့ coin 2300ရပါတယ်เนาะဒါပေမဲ့ဒီ2300ကဒီလော့ကျနေရပါเนาะကျွန်တော် KYC 12အောင်မှဒီကိုရောက်လာမှာပါเนาะ KYC 2အောင်မှဒီနေရာကိုရောက်မှာအခုကကျွန်တော်တို့ mind 2တဲ့အခါမှာเนาะတရက်ကိုတစ်ချိန်ဒီနားလေးကိုဝင်နှိပ်ရပါမယ်အခုကျွန်တော်ဝိုင်းပြထားတဲ့နားလေးเนาะ အဲ့ဒါတွေကအဖြူရောင်လေးဖြစ်နေတယ်ရွှေရောင်လေးဖြစ်သွားအောင်နှိပ်ရမယ်နော်ဒီလိုတစ်ချက်နှိပ်ပြီးတော့ခဏဆောင်းလိုက်နော်ဒီမှာရွှေရောင်ဖြစ်သွားပြီနော်ပြီးရင်ဒါလေးတွေကိုလည်းနှိပ်ယူပါမယ်နော်ဟုတ်ပြီအခုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ဒီဘက်ဘေးမြင်းချောင်း၃ချောင်းကိုတစ်ချက်နှိပ်ပါဘေးမြင်း၃ချောင်းကိုတစ်ချက်နှိပ်ပါ ီမှာခုနရီဖာကုတ်ထဲတာကျွန်တော်ရဲ့ကုတ်ထဲတာမရောက်သေးပါဘူးဒီနားလေးမှာဖေးဆိုတာလေးပေါ်ရမယ်နော်မရောက်သေးတော့ထပ်ပြီးတော့ထဲခဲရပါမယ်ဒီမှာနှိပ်ပါနှိပ်ပြီးတော့မှနော်ခုနကုတ်ကိုတေချာပြန်ထည့်ပေးပါ A B နော် HF G ပေါ့နော်ကျွန်တော်ရဲ့ကုတ်ပါ H F G 7 36ဖြစ်ပါတယ် confirm နှိပ်ပေးလိုက်ပါ confirm နှိပ်ပြီးပါရင်ကျွန်တော်တို့ဘင်းဘင်းသုံးကြောင်းပြန်နှိပ်ပြီးတော့ကြည်ပါအော်သူက gmail ကို verify နောက်တစ်ချိန်ပြန်လုပ်ခိုင်းတယ်เนาะအော် sorry ဒီမှာเนาะဒါဆိုရင်ဒီမှာဖြည့်ပြီးသွားပါပြီเนาะဖြည့်ပြီးသွားပြီဒီလို fail ဆိုတာလေးပုံနေရပြီเนาะ ါဆိုရင်ကျွန်တော်ကုတ်ဖြည့်တော့အောင်မြင်သွားပါပြီเนาะပြီးရင်ကျွန်တော်တို့ဒီလိုနေနေအောင်သွားပါเนาะဒီနေရာလေးเนาะ KYC ကျွန်တော်တင်ဖို့တော့ကိုဒီနေရာလေးကိုသွားပါဒီမှာကျွန်တော်တို့ပုံထည့်ပြရမယ်ပုံကရတယ်အစင်ပြည့်တဲ့ပုံတစ်ခုခုထည့်လိုက်ရတယ်ကိုယုံမထည့်လည်းရတယ်เนาะပုံတော့ပုံထည့်လိုက်ပါဒီမှာဒီပုံမလေးပုံကျွန်တော်ထည့်လိုက်မယ်เนาะ ဒီလိုအမှန်ကြီးလေးပေါ်လာဆိုရင်ဒါ profile picture ထည့်တာအောင်ပါပြီဒီ saturated circle ကကြတော့ gmail 5ခု add ပေးရမှာပါနော်ဆိုတော့ gmail 5ခု add တဲ့အခါမှာဒီနေရာမှာ the channel เนาะအဲကျွန်တော်အစားအနေပြန်ပြပေးမယ်ဒီနေရာလေးနှိပ်နှိပ်ပြီးပါရင်ဒီနေရာနှိပ်ပါเนาะ gmail 5ခုပြည့်အောင်ဖြည့်ပေးရမယ်ဒီနေရာမှာ gmail ရိုက်ရှာရမယ်เนาะအဲ့တော့ ဂျီမင်း၅ခုကိုကျွန်တော်ချပေးထားမယ်ဂျီမင်း၅ခုကိုကျွန်တော်ရိုက်ရှာပါဒါဆိုရင်ဒါကျွန်တော်ရဲ့အကောက်ပါနော်ဒါသာလင်းဆိုပြီးတော့ပေါ်လာပြီဒါကိုအပ်လိုက်ပါနော်ဒီမင်း၅ခုပြည့်အောင်ကျွန်တော်အပ်ရမယ် ကျွန်တော်တို့ဒီမှာဒီမေးတွေကျွန်တော်တို့အမှတုံးခုပြည့်သွားပြီကျွန်တော်တို့ချက်ပြီးတော့အပို့ကျွန်တော် Gmail ၅ခုကိုကျွန်တော်ချပေးထားမယ်နော်ကျွန်တော်ချပေးတဲ့ Gmail ၅ခုကိုယူပြီးအလိုက်ပါ 4ခုဖြစ်သွားပါပြီ4ခုဖြစ်သွားပြီကျွန်တော်ဒီမှာ Telegram group ထဲမှာကျွန်တော်ရှိတဲ့ဟာ Gmail ကိုကျွန်တော်ဝင်ယူလိုက်မယ်เนาะ င်း5ခုပို့ထားပါတယ်နော်အဲဒီမှာ KYC 1.0ဆိုတာရှိတယ်အမှကျွန်တော်ဂျီမေး5ခုရှိတယ်နော်ဂျီမေး5ခုမရှိသေးလို့နော်ထည့်ပါပြီးဆက်ဆိုတာနေပါဒါဆိုရင်ကျွန်တော်5ရောက်ပြည့်သွားပြီ5ရောက်ပြည့်သွားပြီဆိုရင်ကျွန်တော်အပြင်ကိုပြန်ထွက်လိုက်ပါဒါဒီမှာဒီနေရာလေးကိုနှိပ်ပြီးထွက်လို့ရပြီအာဒီမှာနော် ။ဒါဆိုရင် level 1 on သွားပါပြီ။ level 2တင်ဖို့အတွက်ကြတော့ကျွန်တော်တို့ coin 200ရှိပါ ရှိရပါမယ်နော်။တကယ်လို့ဒီ iOS သုံးတဲ့သူတွေဆိုရင် coin ရယူဖို့အခက်အခဲရှိတယ်ဆိုရင်ကျွန်တော်စီမံလာတောင်းပါနော် Android သမားတွေကတော့ဒီနေရာကနေယူလို့ရပါတယ်နော် Android သမားများကနော်ဒီနေရာလေးကိုနှိပ်ပါ ချန်နေပါเนาะဒီမှာဒါလေးတွေလည်းကျွန်တော်တရက်တစ်ခါဝင်ယူရမယ်เนาะဒီမှာ check in သွား24နာရီပြင်တစ်ခါဝင်ယူရမယ်ဒီမှာ video เนาะ၄ပုတ်ကြည့်ရမယ်အဲ့နေ့တိုင်းကျွန်တော်ပုံမှန်ဝင်ယူပြီးเนาะပြင်ဒီအပုံဆွဲတင်လိုက်ရင်ကျွန်တော်တို့ဒီမှာเนาะဒီနေရာလေးမှာ Telegram group ကို join ခိုင်းနေတာလေးရှိတယ်တစ်ချက်နှိပ်လိုက်ပါ ည့်ပြီးသွားရင်ကျွန်တော်ပြန်ထွက်လိုက်ပါနော်အဲဒါမှဆိုရင်သူက900 ATO ပဲရအောင်ပါပေါ့နော်အချိန်ကဏ္ဍစောင့်ပေးလိုက်ပါနော်အော်စောင့်ပေးရင်ကျွန်တော်ဒီနေရာတက်လာမယ်နော်ဒီအော်အခုမိုက်တယ်နော်ဒီမှာအကောက်သေးဖွင့်လာအခုမှစားဖွင့်တာကို4600တောင်တောင်ပေးတယ်ဗျာစဉ်းစားကြည့် share ကြီးနော်ဒါဆိုရင်ဒါအကောက်ဖွင့်လာပြီနော်ဆိုတော့တကယ်လို့ကျွန်တော်တို့ဒီမှာ း level 2တင်ဖို့အတွက်ကို900ရောက်လာပြီဆို level 2တင်ရမှာပါเนาะ level 2တင်နေကိုကြတော့ကျွန်တော်တင်ပုံလေးနဲ့ပြပေးထားတယ်ဗျာနားမလည်တာရှိရင်ကျွန်တော်လာပြီးဓာတ်ရိုက်လာမိเนาะအားမနာနဲ့လာမိเนาะဒီလောက်ဆိုရင်အဆင်ပြေမှာထင်ပါတယ်เนาะဗီဒီယိုရမ်းရှေ့ဘက်မှာဆိုလို့ကျွန်တော်ဒီမှာရင်ရက်လိုက်ပါမယ်